ှင်မသက်ခရုရဲ့ခန်းကြီး၈ငယ်၁၄၅ထိုနောက်မှယေရှုသည်ပေတရုအိမ်သို့ကြွ၍ပေတရုရောက်ခမသည်ဖြားနာဆွဲလျက်သုံးလုံးနေကြီးကိုတွေ့မြင်တော်မူ၏ထိုမိမ၏လက်ကိုတို့တော်မူလင်သူသည်အဖျားပြောက်သည်ဖြစ်ထ၍ဧည့်သည်ဝုကိုပြုလေ၏ဒီနေရာမှာကျွန်တော်တို့အဓိကပြောချင်တာက ပေတရုရဲ့ရောက်ခမပေတရုရောက်ခမဘာဖြစ်နေရလဲဖြားနာဆွဲနေတယ်သုံးလုံးလဲနေတယ်သုံးလုံးလဲနေတယ်ဆိုတာကဘာမှမလုပ်နိုင်ဘူး ဟိုကပါလေဂတင်းပေါ်မှာလဲလျောင်းနေတာကိုပြောတာဂတင်းပေါ်မှာလျောင်းလျောင်းနေတာကိုပြောချင်တာဖြစ်တယ်ကျွန်တော်ဖြားတဲ့ခါမှာဘာလုံနိုင်လဲမလုံနိုင်ဘူးတော့ဘာမှကျွန်တော်လူတိုင်းလူတိုင်းဖြားဖို့မှာပဲဟုတ်တယ်နော်ဖြားတဲ့ခါမှာဘာမှမလုံနိုင်ဘူးဟိုပါလေဂတင်းပေါ်မှာပဲနားနေရတယ်ဂတင်းပေါ်မှာပဲအိတ်နေရတယ်မအိတ်ချင်းလဲအိတ်နေရတယ်ဆိုတော့ဒီကနေ့ကျွန်တော်ဖတ်တဲ့ကျမ်းစာထဲမှာလဲပေထရုရဲ့ယောက်ခမလို့ပြောတယ် ဒီနေရာမှာကြားစကားလေးနည်းနည်းပြောပြခြင်းတယ်ပေတရုရောက်ခမဆိုပြီးကတည်းကပေတရုဒီအိမ်ထောင်ရှိတော်သူဖြစ်တယ်နောက်တစ်ခါပြောမယ်နော်ပေတရုရောက်ခမလို့ပြောလိုက်တဲ့အခါမှာပေတရုဒီအိမ်ထောင်ရှိတော်သူဖြစ်တယ်တနည်းအားဖြင့်သူ့မှာမိမရှိတယ်သူ့မှာဇနီးရှိတယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဘာကိုသင်ခန်းစာယူရမလဲဆိုတော့အမှုတော်ဆောင်တိုင်းကမိမမယူရဘူးလို့ကျမ်းစာထဲမှာမဖော်ပြသလို့ မိမမယူဘဲနဲ့လည်းအမှုတော်ဆောင်လို့ရတယ်လို့မိမယူပြီးတဲ့သူတွေလည်းအမှုတော်ဆောင်လို့ရတယ်ဆိုတာကျွန်တော်ဒီနေရာမှာတက်တည်ဖြစ်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ပေထရုမှာမိမရှိတယ်။ဒါကြောင့်လဲပေထရုကြီးရောက်ခမလို့ပြောတာပေါ့။ဆိုတော့ရှင်ပေါလုရဲ့စာဆောင်တစ်ခုမှဘလို့ရေးထားလဲဆိုတော့ရှင်ပေအာပေထရုကတဲ့သူ့ရဲ့မိမဇနီးနဲ့အတူတူအမှုတော်ဆောင်တယ်လို့ရေးထားတယ်။အဲရှင်ပေါလုရဲ့စာဆောင်မှာလေ။ဆိုတော့ကျွန်တော်သိရတာကပေထရုကြီးသူ့ရဲ့ဇနီးနဲ့အတူတူအမှုတော်ဆောင်တယ် ဒါပေမဲ့ရှင်ပေါ်လူကတော့ဇနီးမယူခဲ့ဘူးမိမမယူခဲ့ဘူးတသက်လုံးပါဖြစ်လေလူပြိုဘွားနဲ့ပဲဖျားကိုစက်ကတ်ခဲ့တယ်အဲ့ဒါလေဂျေဇူးတော်တမျိုးပဲလို့ပြောတယ်ပေါ်လူကပေါ်လူကသူကိုယ်တိုင်ဒီလိုအိမ်ထောင်မပြုတ်ပဲနဲ့အမှုတော်မြက်ကိုဆွမ်းဆွမ်းတမန်ထမ်းရွက်နေတဲ့သူတွေကပို့ပြီးတော့မှအဆင်ပြေတယ်ပို့ပြီးတော့မှကောင်းတယ်ပို့ပြီးမှလှုပ်ရကောင်းတယ်ဒါကြောင့်ဒီဟာဒီစုဂျေဇူးတမျိုးဖြစ်တဲ့အထောက်မှပေါ်လူကပြောထားတယ်ဒါလည်းအင်မတန်ကောင်းပါတယ် ဒါကြောင့်ဒီကနေ့ကျွန်တော်ပထမဦးဆုံးကြားခံစကားလေးပြောချင်တာကအမှုတော်ဆောင်ကအိမ်ထောင်ပြုတ်ဒီဖြစ်ပါစေအိမ်ထောင်မပြုတ်ဒီဖြစ်ပါစေနှစ်ခုလုံးကလုံလို့ရတယ်နှစ်ခုလုံးကဒါအကိစ္စမရှိဘူးဒါပေမဲ့အရေးကြီးတာကအိမ်ထောင်ပြုတ်တဲ့သူဖြစ်ပါစေအိမ်ထောင်မပြုတ်တဲ့သူဖြစ်ပါစေအမှုတော်ကိုဆွမ်းဆွမ်းတမန်ထမ်းရွက်နေဖို့လိုတယ်ဟုတ်တယ်နော်ပေတရုလည်းဒီတိုင်းပဲသူ့အမျိုးသမီးနဲ့သူနဲ့နှစ်ယောက်ပို့ပြီးတော့မှအမှုတော်မြတ်ကိုပါဝင်နိုင်တယ်သူ့မှာအကူအထောက်မှရှိတယ်ဆိုတော့ ပေါ်လူလဲဒီတိုင်းပဲသူတက်ရောက်ထဲဆိုပေမဲ့သူဆွမ်းဆွမ်းတမန်ဒီအမှုတော်မြတ်ကိုထမ်းဆောင်တယ်ဒါအရေးကြီးတယ်နော်ဆိုတော့ဒါကဂျားခန်စကားပြောသွားတယ်ဒီကနေ့အတိကပြောချင်တာကပေသူရဲ့ရောက်ခမပေသူရဲ့ရောက်ခမဖြားနာဆွဲနေတယ်တဲ့ဖြားနာဆွဲနေတဲ့အခါမှာဘသူလာလဲဆိုတော့ယေရှုလာတယ်ယေရှုကဘသူအိမ်လာလဲပေသူအိမ်လာတယ်ပေသူအိမ်လာတဲ့အခါမှာဘသူကိုတွေ့လဲပေသူရောက်ခမဖြားနေတာကိုတွေ့တယ်ဖြားနေတာကိုတွေ့တဲ့အခါမှာတဲ့ကျမ်းစာမှာဘယ်လိုပြောလဲဆိုတော့ထိုမိမ့်မအိလက်ကိုတို့တော်မူလင်းတဲ့သူဒီဘာဖြစ်လဲ အဖျားပြောက်သဖြင့်ထ၍ဧည့်သည်ဝုကိုပြုလေ၏ချစ်တော်ညီကိုမောင်မားတို့တတိထာနောထိုမိုင်းမကြီးလက်ကိုဘာဖြစ်လဲတို့လေ၏တို့လေ၏တို့ပဲတို့တာနော်ဘာမှမလုပ်ဘူးဒီနေရာမှာ ပေတရုရဲ့ယောက်ခမအာယေရှုကိုယေရှုကသူ့မေးလာနေယုံလားယုံရင်နေနေအဖျားတက်တာမယ်ပြောလားမပြောဘူးနော်ပေတရုရဲ့ယောက်ခမလည်းယုံပါတယ်မယုံဘူးမပြောဘူးနော်ရှင်းရှင်းလေးပဲယေရှုကလက်နဲ့တို့တော်မူတယ်တဲ့ ပြီးရင်ဘာဖြစ်လဲအဖြားပျောက်သွားတယ်ဟာလေလုယာဒါကြောင့်တမန်ကျမ်းစာထဲမှာတခါတလေကြလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းရှိမှဘုရားသခင်ကကူတာပေးတာရှိသလိုယုံကြည်ခြင်းမရှိပေမဲ့လည်းဘုရားသခင်ကူတာပေးခြင်းနဲ့ဆိုရင်ဘုရားသခင်ရဲ့အလိုတော်ရှိတယ်ဆိုရင်တင်ပျောက်တယ်မှတ်ထားနော်တင်ပျောက်တယ်တကယ်ဒါကြောင့်တခါတလေကြလို့ရှိရင်အဖြားမပျောက်တဲ့အခါမှာကျွန်တော်တို့ယုံကြည်ခြင်းမရှိဘူးလို့ပြောလို့မရပါဘူးယုံကြည်ခြင်းနဲ့လည်းဆိုင်တယ်လို့ဘုရားသခင်ရဲ့အာနာတကိုးနဲ့လည်းဆိုင်တယ်ဆိုတော့ကျွန်တော်နားလည်ရတယ် ။ဒါကြောင့်ပေတရုရောက်ခမကယေရှုကသူ့လက်ကိုတို့ယုံလေးပဲတို့လိုက်တာနဲ့ပါဖြစ်လေ။အဖျားပျောက်သွားတယ်လို့ပြောတယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်အဓိကပြောချင်တာကအဖျားပျောက်သဖြင့်မလုပ်တာလဲမလုပ်တာလဲဧတေဝုကိုပြုလေဤဧတေဝုကိုပြုလေဤကျွန်တော်တို့တခြားပါရာပြန်ကျမ်းမှာဆိုဘယ်လိုပြောဆိုဖျားသခင်ကိုစက်ကက်လေဤလို့ရေးထားတာ။ ဆိုလိုချင်တာကဧည့်သည်ဝုကိုပြူတာပါပဲဆိုလိုချင်တာဖယားအမှုတော်ကိုစောင်းလေဤလို့ပို့ပြောရင်မှန်ပဲဒီနေရာမှာပေတရုရောက်ခမကဖယားသခင်ရဲ့ဂျေဇူးတရားကိုခံစားရတယ်အနာယောဂါကနေတက်တာချင်းဂျေဇူးကိုခံစားရတယ်အဲ့လိုခံစားရတဲ့အခါမှာသူပါလို့လဲဖယားအမှုတော်ကိုချက်ချင်းပြူတယ်ဧည့်သည်ဝုကိုပြူလေဤတဲ့ဧည့်သည်ဝုဆိုတာကတော့ရှင်းနေရပဲရှင်းရှင်းပြစရာတော့မလိုတော့ဘူးယေရှုကသူတို့အိမ်မှာလာဧည့်သည်လောက်တယ်ဆိုတော့ဧည့်သည်ဝုကိုပေတရုရောက်ခမကလောက်တယ် ပြုတ်တယ်ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အသက်တာထဲမှာဆင်ခြင်အောင်အခုဒီလိုပြောနေတဲ့အချိန်မှာကျွန်တော်အသက်တာကိုစဉ်းစားကြည့်ကျွန်တော်အแทမှာတရားတည်တော်နားထောင်နေတဲ့သူအဲ့ဒီအဖျားကနေတက်တာခွင့်ရတဲ့သူတွေရှိမယ်ဒိတ်တရားရှိမယ်ကျွန်တော်ယုံကြည်တယ်ကျွန်တော်အသက်တာမှာလည်းအဲ့လိုရှိခဲ့ဘူးတယ်အခုပြောတဲ့အဖျားကတော့တိတ်တိတ်ဖွဲဖွဲလေးပေါ့ကွယ်ဟိုမှာဟိုဘာလဲကိုပူတယ်ပေါ့တနည်းအားဖြင့်ကိုပူတဲ့သဘော ပေတရုရောက်ခမရီဖြားနာဆွဲလျက်ဆိုတာဖြားနာဆွဲလျက်ဆိုတာတခြားပါတာပြန်ချမ်းမှာကိုပူတဲ့အဖြားလို့တဲ့ပါတာပြန်ထားတယ်ဆိုတော့ဒီဖြားတာကပုံမှန်ဖြားနေကြဖြစ်ပေမဲ့လေကြီးကြီးမားမားမဟုတ်ပေမဲ့လေဖျားသခင်ကချက်ချင်းဆိုလို့ကုသနိုင်တယ် တကယ်ကြီးကြီးမားမားအောင်လည်းဖျားသခင်ကူတာခဲ့တယ်ကျွန်တော်တို့မြင်တယ်တမန်ကျမ်းစာထဲမှာဒါကြောင့်အခုနားထောင်နေတဲ့သူတွေရဲ့အသက်တာထဲမှာအဲ့လိုကြီးကြီးမားမားဖျားသခင်ကူတာခဲ့တဲ့သူတွေရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့တင်ဖျားသခင်ရဲ့ကူတာခြင်းကိုခံစားရတဲ့အခါမှာဖျားသခင်ရဲ့ကျေးဇူးကိုတင်ဘလို့တုံ့ပြန်တယ်လေအဲ့ဒါအရေးကြီးတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုခံစားရတယ်ဆိုရင်တင်တုံ့ပြန်ဖို့လိုတယ်ဘလို့တုံ့ပြန်ရမလဲ အဲ့လိုပြောလိုက်လို့ဟာစီးပွားရေးတွေအားလုံးတစ်ခုမှမလုပ်ဘဲနဲ့အမှုတော်ဆောင်ပဲအကုန်လုံးတန်းလို့ရမှာလားတပွားအလုံးပုံအိုက်ပြီးမှအမှုတော်ဆောင်လုပ်ရမှာလားအဲ့လိုပြောနေတာမဟုတ်ပါဘူးဖျားသခင်ဖိတ်ခေါ်မှအမှုတော်ဆောင်အားလုပ်ရတာပါကိုလှုပ်ချင်တိုင်းလုပ်လို့မရပါဘူးဆိုတော့ကျွန်တော်တို့ဖျားသခင်ကိုအမှုတော်ကိုဆောင်တယ်လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့အလုပ်ကိုလုပ်နေရင်းနဲ့လည်းဖျားအမှုကိုဆောင်လို့ရတယ်ပါဝင်လို့ရတယ်အချိန်ပါအချိန်နဲ့ပါဝင်လို့ရသလိုငွေကြီးနဲ့လည်းပါဝင် ထောက်ပံ့လို့ရတယ် ဒါကကျွန်တော်တို့ဖယားတခင်ရဲ့ခြေဆုတရားကိုတုံ့ပြန်ဖို့ကျွန်တော်ခွန်အားပေးနေတာဖြစ်တယ်။များသောအားဖြင့်ဖယားတခင်ရဲ့ခြေဆုတော်ကိုကျွန်တော်တို့ကခံစားရပြီးတော့မှတက်တာသွားတဲ့အခါမှာမေ့သွားတတ်တယ်။မမေ့ဖို့လိုတယ်။မေ့သွားလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲ။ကောင်းကြီးနဲ့ပိုပြီးမှလွဲချော်သွားမယ်။အနာပြောက်တဲ့ဆုအနာပြောက်ခြင်းခြေဆုတော်ကြောင့်ဖယားတခင်ကိုစက္ကပ်ခြေဆုတင်တဲ့ပေတရုရဲ့ယောက်ခမအကြောင်းကိုပြောသွားတာဖြစ်တယ်။အဲ့ဒီတင်ကန်းစာအတိုင်းကျွန်တော်အသက်တာမှာဖြစ်တည်ဖို့လိုတယ်ကောင်းကြီးဖြစ်လာဖို့လိုတယ်လက်တွေ့ အတ္တတာထဲမှာတကယ်အနှစ်တာရာဖြစ်လာဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ခွန်အားပေးခြင်းနဲ့ဒါကြောင့်အာဒီတရားတွေတော့နားထောင်ပြီးတော့မှပြောခြင်းတဲ့အရာတွေတက်တည်ခံခြင်းတဲ့အရာတွေအာဆူတောင်းခံခြင်းတဲ့အရာတွေရှိမယ်ဆိုရင်ကျွန်တော်ကိုလာအပ်လို့ရတဲ့အကောက်မှာလာပြောလို့ရတယ်နောက်ဘက်တရားတွေတော့တော့ဒီနေ့မနေ့မှဒီမှာပဲရက်နာခွင့်ပြုပါနားဆင်သွားတဲ့သူအရောက်စီတိုင်းအရောက်စီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်